Arne Philippines ဆိုတဲ့အသင်းက EXP လိမ်းမှာထူးထူးခြားခြား Ite ဆိုတဲ့ hero ကိုတော်တော်လေးသုံးတယ်အထူးတဖြင့်တခြား player တွေနဲ့မတူဘဲနဲ့ခခရဲ့ Ite ကြီးကပိုကောင်းတယ်ဆိုတော့ခန်းစားချက်မျိုးရတယ်အဲ့ဒီ hero ကိုသူတို့သုံးလာတာတော်တော်လေးကြာပြီပြီးခဲ့တဲ့ M6 မတိုင်ခင် MPL တွေထဲကဆိုပါတော့အလုံးပဲမင်္ဂလာပါကျွန်တော်ခင်စည်းပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးက Honor Philippines ကဘာလို့ Addict ကိုအလောက်ထိကြိုက်တာလဲ

စာဖတ်ပြမယ်အီဂျစ်ကလေကတော့လိုပဲ Vengeance ဆန်ဆန် Passive မျိုးရှိတယ် Vengeance တော့မဟုတ်ဘူးသူ့ကို damage ပေးရင်ပေးတယ်လို့အခုလိုမျိုးအဖြူရောင်အတန်းလေးကတတ်တယ်တချို့ကလည်း rest လို့လည်းခေါ်တယ်ဒါပေမဲ့အခေါ်အဝေါ်ကအရေးမကြီးဘူး Brother တို့ဒီနေရာမှာနားလည်ထားရမှာကအဲ့ဒီ red များရင်များတယ်လို့ hybrid life team နဲ့ extra attack speed ရမယ်ဆိုလိုရင်းက ဗတင်မှာခခလိုမျိုးအခုလိုမျိုးအဖြူအောင်အတန်းလေးကိုရရင်ရသလိုစုမယ်ဒီအဖြူအောင်အတန်းလေးများလာတဲ့အမျှအာတီမိတ်သုံးလိုက်တယ်ဆိုလို့ရှိရင်သွေးလဲတက်မယ်အသက်စပီကလည်းပိုများမယ်ပိုကျမ်းမယ်အဲ့ဒီအချိန်မှာဗတင်မှာ EDC ကထွက်လာမယ် damage output ကစောက်ရမ်းများတယ်အဲ့ဒါကြောင့်မလို့ EJ ကို သွားဂန်းတဲ့အခါမျိုးတွေမှာ damage မလောက်တာတို့မပြတ်သွားတာတို့ဆိုလို့ရှိရင်ဒီကောင် passive အပြည့်နဲ့ပြန်ထုမဲ့ဟာက မတ်မန်တကောင်နီးပါးလောက်ရှိတယ်အထက်ကြောင့်မလို့ Onyx Philippines ရဲ့ coach ကကတော့နဲ့ edit ကို M series grand final ပွဲမှာထုတ်သွားတာနှစ်ကောင်လုံးကတစ်ဖက် damage ကိုစားပြီးတော့ပြန်သီးတဲ့ကောင်တွေဒါပေမဲ့တစ်ခုရှိတာတကောင် passive အဖြူတန်းလေးကတစ်ဖက် damage ကိုစားပြီးတော့ဆက်ပြီးတော့ damage မထိနေလို့ရှိရင်သူ့ဘာသာသူ auto ပြန်ရော့သွားတယ်အဲ့ဒါကြောင့်မလို့ခါက လော့တွေတာတယ်တွေထွက်တယ်ဆိုလို့ရှိရင်အပြစ်ခံပြီးတော့ရစ်တီရစ်တီနဲ့ရှေတိုးနောက်ဆုတ်လုံရင်းနဲ့ပတ်စစ်တက်စုတာတို့တခါတလေကြားလို့ရှိရင်လည်းပတ်စစ်တဝက်လောက်ရပြီဆိုလို့ရှိရင်အခုလိုမျိုးဂျန်ကယ်ပဲဖြစ်ဖြစ်အပြစ်ခံပြီးတော့ပတ်စစ်ကိုထိန်းထားတာမျိုးတွေလည်းလုပ်တယ်ဒါကတော့အခြေအနေအရပဲအမြဲတမ်းကြီးလည်းပတ်စစ်ပြည့်နေရမယ်လို့လည်းမဆိုလိုဘူးအဲ့ဒီဟီးရိုးရဲ့သွေးနဲ့ကိုယ့်ရဲ့ပတ်စစ်နဲ့ကိုကိုယ့်ဘာသာကို adjustment လုပ်ရမယ်။ဒါဆိုလို့ရှိရင်ဒီကျွန်တော်အပေါ်မှာပြောတဲ့အချက်တွေအရအထည့်ရဲ့ weakness ကို ပြောပါဆိုလို့ရှိရင် instant damage နဲ့ဖျက်ချရတာပဲ။ဒီမှာဆိုရင်ခါက stat စုဖို့စူးစမ်းတယ်။အဲ့ဒီတော့ဘာစီယာက plane ဝင်တိုက်ပစ်ပြီးတော့အနောက်ကဗဇာနာ damage နဲ့ instant ဖျက်ချသွားတာ။အထည့်က hybrid hero ဆိုတော့ pure tank တွေလောက်တော့မမာဘူး။အဲ့ဒီလိုမျိုးဒီကောင်ကိုအာတီပေးမထွက်ပဲနဲ့ instant ဖြတ်ချနိုင်တယ်ဆိုလို့ရှိရင်တော့ပိုကောင်းတယ်ဒီမှာဆိုရင်လည်းအာတီသုံးလိုက်ရင်ရှိတော့တတ်တယ်ဒါပေမဲ့တန်းပြတ်သွားတော့အဆင်ပြေတယ်အဲ့ဒါကြောင့်မလို့ player တွေကပို့ပြီးတော့မအောင်လို့တန်းမပြတ်အောင်လို့ tennis တီနဲ့တန့်ဘေးနဲ့ပဲစော့ကြတာပြီးတော့နောက်ထပ်တစ်ချက်ကလေတိလားဣတိကဘာမှ damage တွေထဲဆော့နေစရာမလိုဘူးသူ့စာထဲမှာတည်းကပါပြီးသား physical defense နဲ့ magic defense ကို3.5စာ magic power ြောင်းပေးတယ်အဲ့ဒီတော့ကျွန်တော်အရှိကပြောတဲ့အချက်တွေနဲ့ပြန်ချိန်မယ်ဆိုလို့ရှိရင်နားလည်ထားရမှာက edit က defend ထဲဆော့ရင် damage လဲထွက်မယ်အထူးသဖြင့် demeter thunderbird နဲ့ကတော့တော်တော်လေးလိုက်တယ်အဓိက spare သုံးပြီးတော့ချရတဲ့ကောင်ဖြစ်နေလို့ thunderbird warcry နဲ့ defend နောက်ထပ်နည်းနည်းထပ်ကတ်လိုက်လို့ရှိရင် edit ကတော်တော်နာနေပြီ damage ထဲဆော့ခြင်းတပဆိုလို့ရှိရင်တော့ stallion size တစ်ချောင်းထည့်လို့ရတယ်ဒါက true damage ထွက်တယ် ຈັນတဲ့ຫາတွေကတော့မလိုဘူးနောက်ထပ် Onyx Philippines ရဲ့ coach က Attic ကိုဘာလို့ໃຈလဲသိလားကျွန်တော်ပြိုင်ပွဲတွေနဲ့ဥပမာပေးပြီးတော့ပြောပြမယ် Attic ဆိုတဲ့ hero က EXP လိမ်း hero တွေထဲမှာထူးခြားတဲ့ Lord တွေတာတဲ့တွေကို မထင်မထင်သလိုအမြန်ဖို့ချလို့ရတယ်ဒါက EXP လိမ်းတာတကောင်အနေနဲ့တော်တော်ကောင်းတာဗျနောက်ထပ်ဆက်ပြီးတော့ Lord follow ရတာရဲ့အတာချက်တွေနဲ့ဘလို့အခြေအနေမျိုးတွေမှာ ဖို့လို့ကောင်းလဲဆိုတာပြောပြမယ်ဒီမှာဆိုလို့ရှိရင် diversion နဲ့ onic ph ဘက်က harabusa skate 2ကိုမထင်မှတ်ပဲနဲ့ရလိုက်တယ် harabusa ရဲ့ skate 2ခုတောင်းကတွက်ကြည့်မယ်ဆိုရင်သူ့ရဲ့အခု level နဲ့16စက္ကန့်ဝင်းကျင်လောက်မှာရှိတယ်အဲ့ဒီစက္ကန့်ဝင်းကျင်မှာ onic ph က log ကို ed နဲ့ဖို့ချသွားတာအခုလိုမျိုး မထင်ရင်မထင်သလို log force လို့အရန်ကောင်းတာ onic ph ကိုယ်တိုင်ကလည်း risk ယူပြီးတော့ aggressive ဆန်တဲ့အတင်းဆိုတော့သူတို့ play style နဲ့ light တယ်ပြီးတော့နောက်တစ်ချက်ကတစ်ဖက်က splitter hero တွေပါတာဖြစ်ဖြစ် lane pressure ပြီးနေတာဖြစ်ဖြစ်ဒါမျိုးအခြေအနေမျိုးဆိုလို့ရှိရင်လည်းအချိန်မဆွဲပဲ log ကိုမြင်မြန် full ချတာကောင်းတယ်ဒီမှာဆိုရင် onic ph ဘက်က mega lane pressure ပြီးနေပြီဒီတိုင်းဆက်ပြီးအချိန်ဆွဲမယ်ဆိုရင် lane creep တွေကအပေါ်ဆက်တက်သွားမှာအချိန်အရန်ဆွဲလို့မကောင်းဘူးပြီးတော့အတင်းကလည်းနေနေတယ်ဒါမျိုးအခြေအနေမျိုးတွေမှာ risk ယူပြီးတော့ four ချတာကအကောင်းဆုံးပဲဘေးက log jam စပယ်လွဲတာတော့ခဏထားကျွန်တော်အဓိက ပြချင်တာ edit ကိုအဲ့လိုမျိုး lane pressure ပြနေတယ်ဆိုလို့ရှိရင်ဒါမျိုး four ချလို့ရတယ်ဒါကတော့ထားပါတော့နောက်ထပ်ဒီမှာကပိုတိတာတယ်တစ်ဖက်ကသင်းဖယ်ကုံလှုပ်ချင်တာကျန်တဲ့၄ယောက်ကဒီ log မှာနေမယ် mosco ကစန့်ဂျပန်လိမ်းမှာနေပြီးတော့ lane split သွားချင်တာဒါပေမဲ့ onic ကအဲ့လိုဖြစ်ခွင့်မပေးဘူးတွေ့လားအချိန်အများကြီးမဆွဲဘဲနဲ့ တန်းပြီးတော့ဖို့ချတာကင်းကောင်ရဲ့ retry ကိုလည်းသူတို့အပြည့်အဝယုံတယ်ပြီးရင် bruce ကိုကလည်းငါရအောင် stand ပေးမယ်ဆိုတဲ့အထာမျိုးနဲ့ဖို့ချတာတော်တော်လေးကိုကောင်းတယ်စတော့ကဗီဒီယိုလေးကတော့ဒီလောက်ပါပဲတခြားလူတော်တော်များများတီးကြတဲ့အချက်တွေကိုတော့ကျွန်တော်ထည့်မပြောထားဘူးနောက်ထပ် kak ဆိုတဲ့ player ကအဒီရဲ့ ultimate passive သုံးတာကိုတခြား player တွေထက် ပိုပြီးတော့တည်တတ်တယ်လို့ကျွန်တော်မြင်လို့ ခါခနဲ့ဥပမာပေးပြီးတော့ပြောပြတာဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးရတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ခေစီပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ဘိုင်ဘိုင်